မင်္ဂလာပါခင်ဗျာရှင်ညာမြေ channel ကိုကြည့်ရှုနေသူပေါင်းကိုရိုးစိတ်ပါအေးချမ်းကြပါစေလို့မေတ္တာပို့သပါတယ်ဒီဗီဒီယိုဟာခொနည်းသားသမီးအားလုံးဆနလရာဒီဘွားအားလုံးကိုရည်ရွယ်ညွှန်ဆိုပါတယ်ခင်ဗျာမြမရိုးရဗီဒီယိုမြန်မာရှင်ကြီးများရဲ့နိနေတရကိုခံယူပြီးနိုင်ငံတကာ astrology numerology ပညာရှင်များရဲ့အဆိုကိုမှင်ညာကရှင်ညာမြေအရင်တီးဖွဲ့ကပြီးပို့လိုက်တဲ့ဟောပြောချက်ပဲဖြစ်ပါတယ်ကျေးဇူးပြု၍တရိပ်ထားပါခင်ဗျာဒီဟောဆိုင်ရဲ့တက်ရောက်မှုက မေလ9ရက်မနေ့3:53မိနစ်ကစပြီးမေလ23ရက်ညနေ4:16မိနစ်ထိစုစုပေါင်း16ရက်တည်မြဲနေမှာဖြစ်ပါတယ်မင်္ဂလာပါရှင်ညာမေပိတ်တက်ကြီးခင်ဗျာ2025ခုနှစ်မေလ9ရက်မနေ့3:53မိနစ်မှာဖြစ်ပေါ်ခဲ့တဲ့ဗုဒ္ဓဂျိုရဲ့မင်းယာတီကူးပြောင်းမှုအကြောင်း ရေးကြီးတဲ့ချက်ငါးချက်ကိုမျှဝေသွားမှာဖြစ်ပါတယ်။နံပါတ်1ဘာကြောင့်ရေးကြီးတာလဲ။ဗိုလ်ရကျော်ကကျွန်တော်တို့ရဲ့စကားပြောစီးပွားရေးစာရေးပညာရေးစတာတွေကိုအုပ်ချုပ်တဲ့ကျိုးပြေးပြီးမိဒ္ဒယာတီဟာဂျာတာပရီကျိုးရဲ့အာနာတက်ရောက်မှုအောက်မှာရှိပါတယ်။ဒါကြောင့်ဒီကူပြောင်းမှုဟာကျွန်တော်တို့ဘဝတစ်ခုလုံးကိုအချိန်ဟုန်မြင့်စေမဲ့အချိန်ဖြစ်ပါတယ်။နံပါတ်2ဘလို့တက်ရောက်မှုတွေရှိမလဲ။စီးပွားရေးစီးပွားရေးလျင်မြန်ဆုံးဖြတ်ချက်ချမှတ်နိုင်မဲ့အချိန်ဖြစ်ပြီး စုံတီထမှုတွေစတင်ဖို့အကောင်းဆုံးချိန်ဖြစ်ပါတယ်ဆက်ဆံရေးမှာလဲစကားပြောရမှာရဲရင်ပြီးဓာတ်ရိုက်ဖြစ်လာပါမယ်ဒါမဲ့ဒေါသမထွက်မိဖို့သတိထားပါကျမကြီးကတော့ဩနောနဲ့ဆိုင်တဲ့ပြဿနာတွေခေါင်းကိုက်ခြင်းအာယုံစူးဆိုင်မရခြင်းတွေဖြစ်နိုင်တာကြောင့်နားယူဖို့လိုပါတယ်နံပါတ်3ဘယ်သူတွေအတွက်အထူးကောင်းမှမလဲတကူးလားဝါကောင်လားနဒေါ်လားမွေဖွားသူတွေပြန်ပြောရမယ်ခင်ဗျာ တကူးလားဝါကောင်လားနဒေါ်လားမွေးဖွားတဲ့သူတွေဟာ အလုတ်ကင်နဲ့ငွေကြီးခွန်းလန်းနေပုံမရရှိမဲ့အချိန်ဖြစ်ပါတယ်။ဆောင်းမွေးဖြစ်ဆုံးတဲ့သူတွေဟာအုံတော်ရဲ့အလုတ်လုံးနှုံးနဲ့မြန်ဆန်းပြီးအတွင်းမြင့်တက်တွေရရှိမှာဖြစ်လို့ဒီချိန်ကိုအကျိုးရှိရှိသုံးချစေချင်ပါတယ်။နံပါတ်၄ဘာတွေသတိထားရမလဲ။အင်းတို့ဆုံးဖြတ်ချက်တွေမချပါနဲ့။ငွေကြီးနဲ့ပတ်သက်ရင်နှစ်ချိန်ပြန်စဉ်းစားပါ။စကားများများမပြောမိပါစေနဲ့။ဒေါသနဲ့ပြောမိရင်နောက်ရက်တွေမှာနောင်တော့ရနိုင်ပါတယ်။နံပါတ်၅အထူးကြံပြုချက်ဒီချိန်မှာတင်းရဲ့စိတ်ကူးတွေကိုစာအုပ်ထဲမှာမှတ်ထားပါ။ရေးထားပါ။ နောက်ဒီနေ့မှာဒီချိန်ကရေးခဲ့တဲ့ idea တွေကိုကြိုးရှိရှိသုံးနိုင်ပါလိမ့်မယ်။ဒီဘောရကျူကူးပြောင်းမှုဟာတင့်အတွက်ခွန်လန်းတဲ့တွေယူဆောင်လာမှာဖြစ်ပါတယ်။ဒါကြောင့်ကိုယ့်ရဲ့စိတ်ကူးတွေယုံကြည်ပြီးရဲရဲဝံ့ဝံ့လှုပ်ဆောင်ဖို့အချိန်ကောင်းလေးဖြစ်ပါတယ်ခင်ဗျာ။အရေးကြီးတဲ့အချိန်တွေကိုဖြစ်ဆွပြောချင်ပါတယ်။အပြင်းထန်ဆုံးအချိန်ကတော့မေလ9ရက်ကနေ14ရက်ပထမ9ရက်အတွင်းမှာဘောရကျူရဲ့ဆွမ်းအားပြည့်ဝဆုံးဖြစ်တာမို့စီဝါရေးဆုံးဖြတ်ချက်တွေအမြန်ချပါ။တက်တောင်တက်တာအဆင့်ဖြစ်ကြတော့ မေလ15ရက်ကနေ20ရက်ဒုတိယဘက်မှာအုံတော်လုံးလုံးနှုံးပုံမှန်ပြန်ဖြစ်လာပြီးစိတ်ဖိစီးမှုတွေရောကြလာနိုင်ပါတယ်။နောက်ဆုံးသတိပေးချင်တာကတော့21ရက်ကနေမေလ21ရက်ကနေ23ရက်အတွက်မှာဂျိုပြောင်းရံနေ့ချိန်မှာအလင်းစလုံးမားတက်တာကြောင့်ငွေကြေးပြောင်းလဲမှုတွေကိုအထူးသတိထားရှောင်ကျဉ်တင်ပါတယ်။ဒီလိုတွေအထူးကြံပြုချက်ပေးလိုပါတယ်။မေလ10ရက်ကနေ18ရက်ကြာမှာပေါ့ခင်ဗျာ။စာချုပ်လက်မှတ်ရေးထိုးတာတွေအလုတ်ကန်ပြောင်းရွှေ့ခြင်းတွေချစ်သူဒါမှမဟုတ်ရမရချမ်းမှာ အရေးကြီးတဲ့ဆွေးနွေးခြင်းတွေအတွက်ရွှေရောင်ချိန်ပဲဖြစ်ပါတယ်။ဟုတ်ကဲ့ရွှေရောင်ချိန်ဖြစ်ပါတယ်။မေလ10ရက်နေ့18ရက်နေ့18ရက်ကြားမှာပေါ့ခင်ဗျာ။မေလ20ရက်နေ့ဗုဒ္ဓကျောင်းရဲ့နောက်ဆုံးနေ့မှာတော့အထူးဆောင်ခြင်းတင်တာကတော့ခရီးကျန်းထွက်တာတွေအရင်ကြီးကြီးကြီးမားမားရင်းနှီးမြှုပ်နှံမှုတွေကိုမလုပ်တင်ပါဘူးခင်ဗျာ။ဒီ16ရက်အတွင်းမှာတည့်ရက်ကံကြမ္မာကိုပြောင်းလဲနိုင်တဲ့ခွင့်နှမ်းတွေရှိပါတယ်။အချိန်ကုန်မခံပဲလက်တွေလှုပ်ဆောင်မှုတတိပေးလိုက်ပါတယ်။ ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ကျမ်းမာပြီးခင်ပျော်ရွှင်ခြင်းနေတဲ့အတူလက်ရှိထက်ပုံမကောင်းမွန်သောဘဝများကိုပိုင်ဆိုင်နိုင်ပါစေ။နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာ။ Thank you very much. Thank you very much.